အဲကျွန်တော်တို့ဒီနေ့ပေါ့နော်အဲဒီ ဘေးစဲအိဆဲတတိယအဲဘေးစဲအိဆဲမှာဒီနေ့ကျွန်တော်မျှဝေပေးမှလေးကတော့ဒီနံဒီဖုန်းနံပါတ်ပါတယ်ပေါ့နော်နံပါတ်ဆိုတဲ့ group လေးကြောင်းဝင်ဖြစ်ပါတယ်ဒီနံပါတ်ဆိုရင်ဒီနံပါတ်မှာဆိုရင်ဒီမှာဆိုလို့ရှိရင်ဒီမှာပေါ့နော် currency sign လေးတွေပါတယ်အဲပြီးတော့ percentage ပါတယ်ပေါ့နော် ပြီးတော့ဒီမှာ comma style ပေါ့အဲ thousand separator ပေါ့နော်ကျွန်တော်တို့သုံးလုံးတစ်ဖြက်ဖြက်ပေးတဲ့ style လေးတွေပါတယ်ဒါကတော့ decimal အပေါ့နော်ဒသမကိန်းကြီးအတိုးလျှော့လောက်တာလေးတွေပါတယ်ပေါ့နော်ပြီးတော့ဒီမှာအပေါ်မှာကျွန်တော်တို့ general ဆိုပြီးနှိပ်လိုက်ရင်လေဒီမှာ number ပါတယ် currency ီပါတယ် accounting short date long date ပေါ့နော် time percentage အဲပြီးတော့ဒီမှာပေါ့နော် version တို့ separate scientific တို့ပြီးတော့ test တို့ပါတယ်ပေါ့ဒီတော့ဒီမှာ more number format ဆိုတာလေးကိုနှိပ်လိုက်ရင်လေဒီလိုပေါက်လေးကြာလာပြီးတော့သူရှင်မှာ alignment နေပေါ်တာတွေပေါ့နော်ပါပါတယ်ပေါ့နော်ကျွန်တော်ဒီထဲမှာဆိုရင်ဒီနေ့ဒီ number key တဲ့အနေတစ်ချက်လေးရှင်းပြပေးမယ်ပေါ့ပုံမှန်ဆိုရင်ကျွန်တော်တို့က general general ဆိုရင်တော့ပေဟောင်မှာ affirm မဖြစ်ဘူးပေါ့နော်ကျွန်တော်ကဥပမာဒီမှာ number ရှိတယ် currency ရှိရယ်ပေါ့နော်ကျွန်တော်ဒီမှာအဲဆိုရင်ဒါလေးကိုကျွန်တော်အရင်ဆုံးဆက်လက်မှတ်လိုက်မယ်ပေါ့ ါ့ကျွန်တော်ဒီမှာဆိုရင်အမှကြီးလိုက်မယ်ဆိုဒီမှာ accounting လို့ပေါ်နေရပေါ့နော်အဲ့ဒါကျွန်တော်ဒီမှာ general လို့ခဏပြောင်းလိုက်မယ်ပြောင်းပြီးလို့ရှိရင်ကျွန်တော်ကဒီထဲကနေကျွန်တော်ကဒီမှာ dollar ဒါလေးထည့်လိုက်မယ်ဆိုရင်သူက dollar sign နေထည့်လိုက် accounting လို့ပြောင်းသွားပါပြီဟုတ်ပြီကျွန်တော်ဒီမှာ dollar sign မထည့်ဘူးပြီးတော့ format စဲကိုဒီကနေခေါ်ပြီးတော့မှကျွန်တော်တို့ right click နေပြီးခေါ်ပြီးတော့ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် number လို့ပဲ UU လေးပဲထားလိုက်မယ်အဲပြီးရခါကျတော့ဒီမှာဆိုရင် decimal နှစ်ခုထားထားတယ်ပေါ့1000 separator လည်းကျွန်တော်ဖြတ်ထားတယ်ပြီးတော့ကျွန်တော်ကဒီမှာအဲဒီ အမှပေါ့နော် minus sign minus အတွက်ဆိုလို့ minus gain တွေအတွက်ဆိုလို့ရှင်ဒီလိုအနီရောင်လေးတွင်းခတ်မယ်လို့ပြောလိုက်မယ်ဆိုရင်ဒီမှာ okay ပေးလိုက်မယ်ဆိုရင်အဲဒီမှာဒီလိုပုံစံလေးပြောင်းသွားပါပြီဒါ number sign လေးကိုကိုကြိုက်တယ်လို့လိုက်ပြောင်းလို့ရတာပါပြီးတော့ဒီမှာ currency sign ထည့်မယ်ဆိုလည်းဒီမှာ currency လေးနဲ့ဖြစ်သွားပြီပေါ့နော်အဲနောက်တစ်ခုကတော့ကျွန်တော်တို့ accounting ပြောင်းလိုက်မယ်ဆိုလည်းဒီမှာ accounting ပုံစံလေးတွေ accounting style လေးပြောင်းသွားတယ်ပေါ့နော်အဲနောက်နောက်ထပ်ကတော့ဒီမှာဆိုရင် short date ပေါ့နော် date တွေပေါ့ date မယ်ဆိုရင်ကျွန်တော်ကဒီမှာဆိုရင်ဒီမှာဒါလေးဆိုကျွန်တော် date ပါ date ဆို date ံစံလေးကြာနေဒိတ်ဆိုပြီးတော့ဒီမှာပေါ်နေပါတယ်ဒီလို date format တွေကို date နဲ့ပတ်သက်တဲ့ formula တွေတွက်မယ်ဆိုလို့ရှိရင် date format ဖြစ်နေမှာအဖြေမှန်ကိုထုတ်ပေးမှာဖြစ်ပါတယ်အဲကျွန်တော်တို့ဒီမှာပါတဲ့ဒီ date ပေါ့ဒီ short date ပေါ့နော်ဒါတော့ short date ဒီကျွန်တော်တို့ဘာနဲ့ပေါ်မလဲဆိုတော့ကျွန်တော်တို့ computer ရဲ့ system အတိုင်းပဲပေါ်ပါမယ်ကျွန်တော် computer system မှာဒီတောင်လေးမှာရှိရပေါ့နော် normal ဆိုလို့ရှိရင်20ဆိုပြီးတော့ကိုယ်ကပေါ့နော် date လားနှစ်ရက်လားနှစ်ပေါ့နော်ရက်လားလဲ နှလုံးကနန်းနှလုံးလောက်ကနန်းနှလုံးနဲ့နှစ်ကိုလမ်းလေးလုံးနဲ့ကိုစားပြုထားတယ်ပြီးတော့ကျွန်တော် food store လေးနဲ့ပေါ့နော် food store လေးနဲ့သုံးထားတယ်ဆိုတော့ကျွန်တော်ဒီမှာတရ6လဒီနေရာမှာ strategy ဖြစ်နေလို့ပါ sorry ဒီနေရာမှာကျွန်တော် general လို့ပြောင်းလိုက်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ရိုက်ကြည့်ပါမယ်။တရက်6လ25ပေါ့နော်။ဒီမှာဆိုရင်တရက်6 25ဆိုသူ date ကလေးဖြစ်သွားပါပြီ။နောက်တဲ့တချို့ကွန်ပျူတာတွေမှာဆိုရင်ဒီလိုကျွန်တော်တို့ကွန်ပျူတာ system ပြောင်းမှာပေါ့နော်။ full store နဲ့မခံထားဘူးဆိုလို့ရှိရင်ဒီမှာဒီလိုအဲ desk လေးတွေခံပြီးတော့ရိုက်သွားရင်လည်းပြောင်းပါတယ်နောက်တစ်ခုကတော့အဲဒီမှာ slide လေးတွေခံတာပေါ့နော် slide လေးတွေခံပြီးပြောင်းရင်လည်းရပါတယ်ဒါကတော့ကိုယ်ကွန်ပျူတာမှာရှိတဲ့ system တိုင်းပဲဖြစ်ပါတယ်အဲဒီမှာဆိုရင် date ဆိုတာလေးဖော်နေမှာဒါဒီ date 360လို့ဥပမာ date is ခန်းရှင်တို့အဲပြတ်တဲ့အခါမှာအပြေမှန်ကိုပေးမှာဖြစ်ပါတယ်ဒီမှာဆိုရင်ဒါကိုကျွန်တော်က long date လို့ပြောင်းလိုက်မယ်ဆိုလို့ရှိရင်သူရဲ့ကျွန်တော်ဒီမှာဆိုရင် Sunday January 2025ဆိုပြီးတော့ကျွန်တော်ရဲ့အဲ date အရှိဟောပေါ့နော် long date ရဲ့ကျွန်တော်ကွန်ပျူတာရဲ့ long date ပုံစံအတိုင်းလေးပေါ်လာပါတယ်နောက်နောက်တစ်ခုကတော့ထိုင်းဆိုရင်လည်းသူကပေါ့နော်ထိုင်းပုံစံလေးပေါ့နော်ထိုင်းပုံစံလေးပေါ်လာပါတယ်ထိုင်းကိုပြောင်းလိုက်မယ်ဆိုရင်လည်းဥပမာ ဒီ time ပုံစံဆိုလို့ရှိရင်လည်း time ပုံစံပေါ့เนาะကျွန်တော်တို့ဒီပုံစံလေးဆိုရင်ဒီမှာ00ဆိုပြီး ရိုက်ပြီးတော့မှကျွန်တော်ကဒီကောက်ကို time လို့ပြလိုက်မယ်ဆိုရင်လည်းတူတာဒီမှာအဲကျွန်တော်တို့ရဲ့ computer system ရဲ့ time ပုံစံလေးပေါ်လာပြပါတယ် အဲဒါကတော့ထိုင်းကြီးဒိတ်တွေပြောင်းနေတာပေါ့နော်အဲဒိတ်တွေ short date တွေ long date တွေပြောင်းနေတာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်တို့ percentage ပါ percentage ဆိုရင်ကျွန်တော်ဒီမှာရိုက်လိုက်မယ်ပေါ့ဒါလေးကိုကျွန်တော် percentage ဆိုပြီးတော့ဒီ percentage လေးထည့်လိုက်ပြီးဆိုရင်ဒီမှာ percentage ပြောင်းသွားဒါပေမဲ့သူကဒီမှာနှစ်ဆို200ဆိုပြီးပြောင်းသွားတယ်ပေါ့အဲ့ဒါဆိုကျွန်တော်တို့ကမဟုတ်ဘူး2%ပဲလုတ်ချင်တယ်ဆိုရင်လုတ်လို့ရတာကတော့100နဲ့သွားစရင်လည်းရတယ်နောက်တနည်းကတော့ဒီ format ဆဲထဲမှာပဲပေါ့နော်ဒီမှာ custom ဆိုတာလေးရှိပါတယ် format ဆဲဘောက်ကိုခေါ်လိုက်ပါအဲ့မှာဆိုရင် custom န်ဆိုတာလေးရှိတယ်အဲ့မှာဆိုရင်ဒီနေရာလေးမှာပေါ့နော်အဲဒီမှာဒီနေရာလေးမှာဒီလိုလေးပေါ်နေတဲ့နေရာမှာကျွန်တော်ကဒီ0နဲ့ရခိုင်နှုန်းရဲ့ကြားထဲမှာဒီ slide လေးထည့်လိုက်ပဲပေါ့နော်အဲဒီ size လေးထည့်လိုက်ပြီးတော့ okay လို့နှိပ်လိုက်မယ်ဆိုရင်တော့2% 3%ဆိုပြီးတော့ကျွန်တော်တို့လိုချင်တဲ့ဒါ percent လေးတွေရသွားပါပြီ။အဲဒါကတော့ကျွန်တော်တို့ဒီ percentage ကိုလုပ်တဲ့ဟာပေါ့နော်။ဒီကောင်ကတော့ fashion ring ကတော့ကျွန်တော်တို့အပိုင်းကိန်းလေးတွေပါဒီမှာဆိုရင်အဲသူကပြထားတယ်ပေါ့နော်။ sorry ဒီမှာဆိုရင် ဒါဆိုရင်ဘာဘိုင်းဂိမ်းလေးဆိုသူ့ဘောကကျွန်တော်တို့က0.25ပေါ့เนาะအဲဒီမှာ0.25အဲ0.5အဲ0.8ပေါ့เนาะဒါလေးတွေကိုကျွန်တော်တို့ကဒီမှာအပိုင်းဂိမ်းလေးတွေပြောင်းကျင်နေဆိုလို့ရှိရင်เนาะအဲ version ကိုတုံးပြရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ဒီမှာ0.25ဆို1/4 1/5ဆို1/5အဲ့လိုလေးပြောင်းသွားပါတယ်အဲ့မှာလဲဒီမှာဆိုလို့ရှိရင်လဲ2 digit နဲ့လဲပြလို့ရတယ်3 digit နဲ့လဲပြလို့ရတယ်ပေါ့เนาะအဲ့ဆိုရင်ကျွန်တော် ါကတော့ကျွန်တော်တလုံးနဲ့ခဏတလုံးနဲ့ဆိုတော့2 digit ပဲရမှာပေါ့เนาะအဲ့မှာအဲသူက2 digit နဲ့မှာမှသူမှဆိုလို့ရှိလို့ရှင်4 by 8တွေ2 by 4တွေရှိသေးရပေါ့เนาะကျွန်တော်တို့ကဒီမှာဆိုရင်အဲဒီမှာ4 by 8နဲ့ပေးလိုက်မယ်ဆိုရင်လည်းသူက4 by 8နဲ့ပြောင်းသွားပေးပါပြီအဲဒါလေးတွေကတော့ပိုင်းကိန်းပြောင်းပေးတာတတမကိန်းလေးတွေကိုအပိုင်းကိန်းအနေနဲ့ပြပေးလို့ရတာပေါ့เนาะအဲပြီးတော့ဒါဒါကတော့ဒီ number key ထဲမှာပါဒီဟာပေါ့เนาะ number key ထဲမှာပါတယ်တချို့ function လေးတွေကိုရှင်းပြပေးခဲ့တာပါအဲပြီးတော့နောက်တစ်ခုကတော့ဒီဒီဟာ ါပေါ့နော်နောက်တစ်ပတ်မှာတော့ကျွန်တော်တို့ဒီ test ဆိုတဲ့ function ရဲ့ပြီးတဲ့အခါကျတော့ဒီမှာ more number format ထဲက custom ရဲ့အသုံးပြုနည်းလေးကို နောက်ဗီဒီယိုမှာမျှဝေပေးပါမယ်ရှင်ဒီဗီဒီယိုမှာ6မိနစ်ကြော်သွားပြီမို့လို့ဒီမှာပဲရပ်လိုက်ပါတော့မယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်